အွန်လိုင်းဘုံဘွဲဆိုပြီးတော့ရောက်လာတယ်။ဘာလို့လဲပြောပြ။ဖတ်နိုင်ကြပါလား။ Surprise ။အပြင်မှာတော့လို့အတိုင်းမခံရဘူး။ဘယ်လိုကြောက်လိုက်တာကြောက်လာခဲ့။သိပြီပဲပန်းအုံးနဲ့ထုတ်လာလာပါမလို့ပါဘူးကျွန်တော်အဲ့လိုမျိုးမလုပ်ဘူးလားကျွန်တော်အဲ့လိုခိုင်ကြည့်နေလိုက်ဘူးလေမဖြစ်ဘူးဟိုဟာသာကြံရှင်တယ်လို့တော့မထင်ဘူးဒါပေမဲ့အဲကျွန်တော်တို့ဟာတာကားရိုက်ရတာတခြား character တွေထပ်ပို့ပြီးတော့ခတ်ပါတယ်ကိုဂျန်ဆွမ်းရှိသလောက်လဲဝင်ပြီးတော့ထည့်ကြတာကြီးလဲပါတာပေါ့နော် ကဲ့သီးခုနကဘယ်ပြီနေခုတဲပြီအဲ့ဒါဘလို့ဘလို့တွေးလိုက်ပြီလည်းမသိဘူးဒီလားအဲ့လိုတွေးလိုက်ပြီပြီးတော့အဲ့လိုပြောလို့ရလားဥသောဆိုရတယ်တဲ့ပြောတယ်ဆိုတော့အဲ့လိုပြောလိုက်အဲအဲ့အစင်းလေးရလို့ surprise ပြန်တိုက်ခံလိုက်ရတယ်စင်းလေးမိမိလေးရှိ့ online ဘုံဘွဲဆိုပြီးတော့ရောက်လာတယ်။ဘာလို့လဲပြောဖြတ်နိုင်ကြပါ Surprise! ဘူးဘလို့လို့ပြောရောက်လာလဲ။အပြင်မှာတော့လို့အတိုင်းမခံဘူး။ဘလို့တော်လိုက်တာကြောင်လာခဲ့။နေပြီလား။ဟမ်။နေ သေပြီပဲပန်းဦးနဲ့ထုဒါဆိုတော့မလုပ်ပါဘူးကျွန်တော်အဲ့လိုမျိုးမလုပ်ဘူးကျွန်တော်အဲ့လိုခိုင်ကြည့်နေလိုက်ကိုကဘယ်လားကိုကဘယ်လားကိုကလည်းမလုပ်ပါဘူးကိုကလည်းမလုပ်ဘူးကိုကမလုပ်သူများလည်းအလုပ်တာခံရဘူးကိုကသမီးသူ့ကိုဆက်ပြီးတော့လက်ခံနိုင်လေသမီးကသူ့ဆက်ပြီးမခံနိုင်တော့ဘူးပဲမတရားတွေကအများကြီးပါပဲဟိုပြီးတော့ဟိုဖေလာတွေမှလည်းပါတယ်ကျွန်တော်ရေတဲတွေမှလေရေတဲတွေမှခုံစင်းရတာတွေပါလေလည်းပါတယ်အဲဒီစင်းဆိုတော်တော်မိုက်တယ် ဖောင်ဖောင်နေကိုလည်းတကယ်အမှန်ကန်နေလောက်တာသွားပြီးတော့ရိုက်တဲ့နေ location ကလည်းအဲ့တော့ sound နဲ့ပဲဆိုတော့ဟောနေရင်ပဲရေငွေလေးတွေပြန်နေတာပေါ့ကွာနေမီလိုက်တဲ့ထိုးပြီးတော့ရိုက်ထားတာတကယ်လုံးဝဟောနေရာအဲ့လိုမိုက်တဲ့နေရာတခုရောက်သွားလို့ပဲအဲ့အဲ့ဒီ scene ကတော့တော်တော်ကြိုက်တယ်အမှတ်တရလည်းဖြစ်တယ်ကိုကြီးပြပါဗျာကိုကြီးပြပါဗျာ ဟုတ်ကဲ့ဒီတန်းမှာတော့ဒီလိုပါပဲဥစောပြောတဲ့အတိုင်းပဲကျွန်တော်တို့ကလုပ်ရတာပဲဟာတောက်အကောင်းဆုံးဟာတမြောက်ပါကိုအဲဂျန်ဆန်းရှိတဲ့လောက်လဲဝင်ပြီးတော့ထဲ့တာတာကြီးလဲပါတာပေါ့နော်ဒီတန်းမှာဟိုជី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 ကျင်တိပါလိမ့်မယ်ခြားကားတွေမရှိရဟာတာကားတွေနဲ့မတူအောင်ပုံစံအစ်စ်ဖြစ်အောင်ကျွန်တော်အကောင်းဆုံးကြိုးစားထားပါတယ်ကျိုးလေမသိဘူးဘယ်လိုလုပ်လဲနေတော့မဟုတ်ဘူး ကိုယ်ကိုဟာသာကြံရှင်တယ်လို့တော့မထင်ဘူးဒါပေမဲ့အဲကျွန်တော်တို့ဟာတာကားရိုက်ရတာအခြားဟာခြား character တွေထပ်ပို့ပြီးတော့ခတ်ပါတယ်။ဘာလို့ဆိုတော့အမြဲတမ်းဟိုပရိသတ်ကိုပျော်ရွှင်အောင်ကျွန်တော်တို့ကဖန်တီးပေးရတာဖြစ်တဲ့အတွက်ကိုကိုရိုင်းကိုပျော်နေမှအဆင်ပြေမှာ။ကိုရိုင်းကိုပျော်နေမှရမှာ။ပျော်အောင်နေရတယ်။အဲဟိုလိုဟိုလိုစဉ်းစားရတွေတွေးရတာတွေရှိတယ်။အဲဥမာထားပါတော့အိုက်ကားရိုက်နေတဲ့အချိန်မှာကိုကဒီသားစုနဲ့ပြဿနာရယ်ဖြစ်တာဖြစ်ဖြစ်အဲတခြားစိတ်ဆင်းရဲတာဖြစ်ဖြစ်ဒီဝမ်းလဲနေတာပဲဖြစ်အဲလိုမျိုးဆိုရင်ဟိုဘယ်လိုပြောမလဲ။အဲမပြီးပြင်တော့ဘူးဆိုတော့လေ။ မြဲတမ်းကိုပျော်အောင်လေးရပါတယ်ပျော်အောင်ဖန်တီးရပါတယ်အဲ့တော့ပို့ပြီးတော့ခတ်ဖို့တောက်ကြနေရုံတင်ပါမယ်အကောင်းဆုံးစူးစမ်းထားပါတယ်လာရောက်အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ